မရင်ငယ်နဲ့ပြတ်သွားပြီလို့လိန်ပြီးတော့ခလေးကိုစောင့်ရှောက်နေတဲ့မိမစီကယောက်ျားကဖုံးဝယ်အောင်တိတ်20လန်တောင်လို့ရှင်ဖွင့်လာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံပြူပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါရစ်ဗျာအားလုံးလည်းဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတဲ့ပေးချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါရစ်ဗျာ ထပ်ပြီးတော့ပြောကြရလေးရှိလို့လေအခုအဲအိုက်ကောင်မလေးကညီမကိုလာညှိထားပါတော့အဲအမယောက်ျားနဲ့မပတ်သက်တော့ပါဘူးအဲဟိုဘာအဆက်အသွယ်ဖြတ်ပြီးမယ်အမယောက်ျားနဲ့မပတ်သက်တော့ဘူးနောက်ဆုတ်ပြီးမယ်ဆိုတဲ့အကြောင်းကိုပြောပြီးတော့မှဒါဘယ်လိုလုပ်လဲဆိုတော့ပို့ရဖြတ်ခိုင်းဖြတ်ခိုင်းတာပေါ့နော်ပို့ရဖြတ်ခိုင်းတာအဲ့ဒါဆိုရင်အလိုလိုလှုပ်ပြီးပို့ရဖြတ်ပြီးမှလားဒီလိုလှုပ်ပြီးပို့ရဖြတ်ပြီးမှလားဆိုတော့ကိုကလည်း မယုံသေးဘူးမယုံသေးတော့သူကဘလို့လောက်လာလဲဆိုတော့သူတို့အဖေမင်းနဲ့စကားပြောထားတဲ့ဟာပို့လာပို့လာတော့ကိုကလည်းအဲ့ဒါကြည့်ပြီးတော့ဩမိဘညာမှာကိုကိုကိုလည်းဝန်ခံစားကြည့်ရလေဩကိုချင်းစားပါတယ်လေဆိုပြီးတော့သူ့အဖေမင်းနဲ့အမေကိုသူ့အဖေနဲ့အမေကိုတနာလို့ပို့ဖြတ်ပေးလိုက်တယ်ပို့ဖြတ်ပေးလိုက်တော့ဘလို့လောက်လာလဲဆိုတော့အမ်နှစ်ယောက်ကတော့အတူတူတခန်းထဲမှာနေတော့မှာနော် အဲနောက်ပြတ်တော့ဘလို့လုပ်လဲဆိုတော့ဒီညီမယောက်ျားသူဖုံးကွဲသွားပြီတဲ့သူအလုပ်ပြောင်းနေတယ်ပတ်စံ30လောက်တွဲပြီပါပတ်စံ30လောက်တွဲပြီပါဆိုမင်းတို့ကတော့တကယ်ထင်ပြီးတော့အမ်အော်တကယ်လားမသိဘူးပေါ့နော်တကယ်လားမသိဘူးဆိုပြီးအတွေ့ဝင်နေဒါမှမဟုတ်လေညီမောယုံကြည်ချက်ကအဲ့လောက်မရှိတော့ဘူးလို့မယုံကြည်နိုင်ဘူးလို့မကူမကူညီပေးနိုင်ဘူးလို့ကူညီပေးပါဟာ ငါတော့ဘာဖြစ်တော့မှညာဖြစ်တော့မှနဲ့ပေါ့နော်။ကိုကတော့တကယ်တော့တကယ်ထင်လိုက်တာ။နောက်ပြီးတော့ကိုတေရှာအုံနောက်နဲ့တေရှာပြန်ပြီးတော့လေဆက်ဆက်တွေးတော့ကြည့်တော့တကယ်သာဖုံးကွဲခဲ့လို့ရှင်သူတို့နှစ်ယောက်စကားများပြီးတော့ရိုက်ခွဲလိုက်တာ။သူတို့နှစ်ယောက်စကားများပြီးတော့ရိုက်ခွဲလိုက်မယ်။ဘယ်လိုဖြစ်မလဲ။နောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုတော့အမ်ကိုသူတို့ထပ်ပြီးတော့အဲမတင်အောင်လို့ လန်းนี่လောက်တာနေမှာပေါ့ဇလန်းนี่လာလောက်တယ်တကယ်တော့တကယ်တော့တော်တော်ရည်ရတယ်ဒီလားတခန်းထဲမှာအတူနေတုံးပဲဟိုမယောက်ျားနဲ့ပြက်ပြီတဲ့ဒါပေမဲ့အတူတူနေအတူတူအိတ်တုံးအတူတူနေအတူတူအိတ်တုံးတို့ကတကယ်လည်းအများကြီးတိုင်းပဲအဲ့ time မှာရှိရလူတွေလည်းအဲ့ဒီပို့အမြင်များများ share သွားကြအဲ့ကောင်နဲ့ကောင်မပုံမှာထပ်ပြန်ပြောင်းမှာထိုင်းရလူတွေလည်းမြင်အောင်လို့ ။ညလင်ခိုးပြီးတော့ဟိုကလည်းမေရာယူဆိုတော့ဟာလေခိုးယူပေါင်းသိမ်းပြီးတော့အဲ့ထိုင်းမှာနေထိုင်နေကြတာ။အဲ့မျက်ခွက်တွေကိုထင်ကြီးကြအကြောင်းမရှိဘူး။အဲ့မျက်ခွက်တွေကိုပြမယ်နော်။အဲ့မျက်ခွက်တွေလကပလက်တီလျှောက်ချက်။မင်္ဂလာညချမ်းလေးပါနော်။ဟိုကလေမင်္ဂလာညချမ်းလို့ပြောပြမယ်မင်္ဂလာရှိရဲ့စကားမှဟုတ်ရလားတော့မသိဘူး။ဟိုကဘာလဲဆိုတော့ ုတနေ့တင်လိုက်တဲ့ပိုးရည်နဲ့ပတ်သက်ပြီးတော့သူတို့ကဒါဖြတ်ဖို့ဖြတ်ပေးဖို့ပေါ့ဒါညှိအမ်ဘလို့ညှိလဲဆိုတော့အင်းသူတို့ဒီအကြောင်းသူအကြောင်းဒီအကြောင်းအကြောင်းကြောင့်သူဒီလိုလုပ်နေရတာပေါ့အဲအဲ့လိုမျိုးလာပြောတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်လေကိုကအမ်သူတို့စိတ်ကိုသူတို့စိတ်ကဘာကိုဥတည်နေလဲဆိုတော့သိကျင်လို့စကားတွေပြောတယ်ပြောတော့ဒီ post ဖြတ်ဖို့ပဲဥတည်နေတယ် နှစ်ယောက်ကတော့အိရက်ကအိရက်ပဲနှစ်ယောက်ကတော့အိုက်တဲအိရက်ကအိရက်ပဲပေါင်းရက်ကပေါင်းရက်ပဲဒါပေမဲ့ဘလူဘလူလာပြောနေအောင်ဆိုအဆောင်ခွဲနေတာဒီဘာဒီလာပြောတယ်ကိုအမြန်သူတို့ကဟိုပါလဲငအထင်နေလို့လားမသိဘူးလေသူတို့အုံနောက်နဲ့တွေးပြီးငအထင်နေလို့လားမသိဘူးအဲ့လိုလာပြောတယ်အဖြတ်ပေးသေးဘူးလေကြည့်နေအဲကြည့်နေတော့ဖြတ်လဲနောက်ဆုံးမိတ်အရင်မဖြတ်သေးဘူးလားနင်ကဘာဖြစ်ရှင်နေရတော့တယ်မလားအဲနောက်ဆုံးမိတ်ကျသူစောက်ကောင်းမရပါလေလာတယ် ကျတော့တခါလဲပြောပြန်ပြောလိုက်တယ်စောက်ကောင်မလို့ငါလာပြီးမသုံးနဲ့နင်တို့ကစောက်နဲ့သုံးရမှာနင်တို့ကအောက်တန်းသားတွေမလို့ပြောလိုက်တယ်နောက်ပြီးတော့ तू ကဘယ်လိုလာသေးလဲဆိုတော့လေနင်ရတဲ့ပေါင်းရခြင်းပေါင်းရရင်ပေါင်းရမပေါင်းရရင်စောက်ရှက်ခွဲတဲ့ကောင်မားတဲ့အခုလိုတွေလုံနေတာ तू ပြန်ပေါင်းခြင်းလို့လို့ तू ထင်နေရနဲ့တူတယ်ရှင်တို့ဟိုကောင်မလည်းဒီလိုလုံဒီကောင်မလည်းဒီလိုလုံတို့တို့ကမယွန်းတက်တာ ။ဘာပြောလဲဆိုတော့နင်းတလူတင်လိုက်လို့တဲ့အဲ့ကောင်မအတိုင်းဝိုင်းကလက်မခံခဲ့ဘူးဆိုရင်တော့တဲ့။ငါမှမိမပေါ်တယ်တဲ့။နော်။ပိုးကူးမဲ့ကောင်။နော်မိမပေါ်တယ်တဲ့။အဲ့ကြတော့သူ့သူပေါ်ပေါ်မပေါ်ပေါ်နင်းနေနေပေါ်ပေါ်မပေါ်ပေါ်လို့။နော်။အေးငါတော့ငါမှန်တာတော့ငါတင်ပါပဲလို့။တင်တဲ့ကြိုက်တဲ့လောက်တင်တဲ့။တင်ကျင်တဲ့လောက်တင်တဲ့။နင်ဘယ်လောက်ထိတင်နိုင်မအောင်တဲ့။တင်စမ်းပါတဲ့။ သူ့မှာအချက်ကွဲစရာလည်းမရှိတော့ဘူးတဲ့နင်းလောက်ထားလို့တဲ့ချက်တက်တယ်သူတို့ကချက်တက်တယ်အဲချက်တက်ပြီးတော့သူ့အကောင်မှာကျတော့ဒီပုံကောက်တင်ချက်တက်တယ်လာပြောသူများပြောတော့ချက်တက်တယ်သူတို့ကိုသူတို့ကျတော့ပုံတွေကောက်တင်ပြီးတော့အဲ့ဒါကြောင့်မချက်တက်ဘူးနော်ဒီတိုင်းကြရင်တော့မသိရင်တော့ကိုယ်အလွန်ပေါ့မဲသူကသူကကိုကပဲတစ်ခါပြန်တပြန်မှားသည်ရဲ့သူက သူတို့တင်တော့ကြောင့်မရှက်တတ်ဘူးသူများဒီလိုမျိုး line မော်တင်ပြီးပြောတယ်ဆိုတော့ကျတော့ရှက်တတ်တယ်ငါငါမာတယ်သူများ degree ခက်တယ်ရေစုံမျောနေပြီတဲ့ဒါကတော့သူသူတို့လောက်တာသူတို့ခံရမှာပဲလေအတတန်းဟိုအသိဉာဏ်ပညာတတ်တန်းအသိဉာဏ်ရှိရလို့တော့မဆိုလို့ပါဘူးပညာတတ်ပြီးတော့ဒီလိုမျိုးဒီလိုဖောက်ပြန်တဲ့နေရာမှာရှေ့တိုးပြီးမှ USN နေရလူတွေလည်းတပုံကြီးလေအဲဒါပေမဲ့တခုပြောပြချင်တာကသူနဲ့အရင်တော့ဆိုလို့ရှိရင်ပတ်သက်တဲ့ကောင်မလေးတွေကလေအဲကိုကအဲညီမလေးဘယ်တော့မှမကြမ်းဘူးသူတို့ပေါ်မှာ အဲနင်ကဘလို့ပညာဆိုပြီးရောဘတော့မှမကြမ်းသူတို့အဲလင်ကူမပညာကိုကလုံးဝကြီးသူတို့တင့်တက်ပြီးတော့သွားပြောတာမှာပါညီမလေးအမားတို့မှမိသားစုရှိတယ်သူ့မှာကလေးတယောက်လည်းရှိတယ်အဲကြောင့်ဖြစ်နိုင်ရင်အမညီမလေးတို့ညီမလေးအမားတို့မိသားစုကိုဖျက်ဆီးပါနဲ့အဲ့လိုလေးပြောလိုက်ရုံပဲနော် တန်းနောက်ဆုံးအဲတချို့မိန်းကလေးတွေကကြတော့လေဘယ်လိုလဲဆိုတော့တချို့မိန်းကလေးတွေကကြတော့လေ မရေ तू อ่ะအိမ်အောင်ရှိရလို့မပြောထားလို့ညီမလေးတို့ဒီလိုလုံးမိရပါနော်ညီမလေးအမတောင်းမှန်ပါတယ်ချူကတော့အေးစစလေးထွက်သွားတယ်ဒါတည်းကတော့မဟုတ်ဘနဲ့ကျင်းနာရှာရှာဘနဲ့ကျင်းပြောပြောကောင်းကောင်းမွန်မွန်လေးအလကားပဲပြောရပြောလိုက်ရင်တော့မပတ်သက်ဘူးမပတ်သက်ဘူးကင်းပြီကင်းပြီနဲ့ပြောလိုက်ရင်တော့အထားပါဒီတစ်ခေါက် तू ပြောထားရှိရမယောက်ျားနဲ့ညီမလေးမပတ်သက်တော့ဘူးတဲ့အဲပြက်ပြီပေါ့ဒါ तू စကားပေါ်မှာမူတည်ပြီးတော့ तू က post ဖြတ်ခိုင်းကျင်တာအဲကြတော့ဖြတ်ပေးမှာပါမိန်ကလေးချင်းကိုချင်းစားပြီးတော့ဖြတ်ပေးမှာဒါပေမဲ့သူ့ရဲ့လောက်ရက်ကိုကြည့်အောင်မှာဒီလိုကြီးလုံနေတာညီမပြန်လိုချင်လို့လားဆိုတော့မဟုတ်ဘူးမလိုချင်ဘူးတော့ပြန်မလိုချင်ဒီလိုလောက်သွားတဲ့ကောင်ကိုရှက်ခွဲချင်လို့အေးမဟုတ်ဘဲနဲ့တခါတစ်ဖက်ကောင်မလေးကတကယ်ပြက်ပေးတာတကယ်တော့တူတူတူအတိတရားရလို့တူတူတူနောက်ဆုံးသွားတာဆိုရင်ညီမလေးအလွန်ဖြစ်မှာဆိုလို့သူတို့ဖြစ်ခဲ့တာတော့မှန်တယ်ဒါပေမဲ့သူတို့က तू อ่ะညီမလေးနောက်ဆုံးမယ်ညီမနောက်ဆုံးမယ်မပတ်သက်တော့ဘူးလို့ပြောရင် WhatsApp တင်နေကြောသူရဲ့တိတ်ခတ်တရားရကွာနည်းနည်းပြန်ကြည့်ပေးရလိမ့်ပြန်အဲ့ဒါကြောင့်တော့နောက်ပြီး तू อ่ะလည်းပြောတယ်အဲ तू ပြေ तू လက်မောင်းမှာထူလာတဲ့ကောင်ကို तू ပြန်ပေါင်းမှာပေါ့အဲ तू နဲ့ပြန်တွဲမှာပေါ့ sorry ပြန်ပေါင်းမှာလို့ပြောလိုက်လို့ပြန်တွဲမှာပေါ့အဲ့လိုလည်းပြောထားရလည်းရှိအဲ့ဒါကြောင့်မလို့ကိုကဟုတ်ပြီနင်တကယ်တေးကြတယ်ဆိုလို့ရှိရင် ဖြတ်ပေးမယ်နော်အဲ့လိုတော့ပြောထားတယ်ဒါပေမဲ့ကောင်းကကြောဘာပြောလဲဆိုတော့နင်တင်ကျင်တယ်လို့တင်တင်ကျင်တာတင်နင်ဘယ်လောက်ထိတင်နိုင်မှာလဲအဲ့လိုမျိုးလာပြောတယ်